ဒီ breaking news တခုထွက်တယ်ပေါ့နော်ဒါကကြတော့ဗာလဲဆိုတော့ဒီ Miss Green International အဲဒီ2024ဝင်လာဖြစ်တဲ့ဒီ Indian က Marisha Capta ကသူ crown ကိုဆုံးလုံးလိုက်တော့မယ်ဆိုပြီးတော့ဒီကျင်ညာလာတယ်ပေါ့နော် Instagram မှာလုံးခဲ့တဲ့ဒီ minute အဲ20လောက်ကနေဆိုသူကဗာရေးထားလဲဆိုလို့ရှိရင်ကျွန်မအခုလို့ထုတ်ပြန်ရခြင်းနဲ့အတူနောက်လာရမိပါတယ်အဲ Miss Green International 2024အဖြစ်ကနေဆုံးလုံးဖို့ဆုံးဖြတ်လိုက်ပါပြီ အာ crown ကိုပြန်လဲအနှင်းပါမယ်ဒီလိုနိုင်ငံကိုစားပြီးပြည့်ဖို့ဆိုတာဟာကျမရဲ့အိမ်မက်တစ်ခုဖြစ်ပါတယ်မျုံလင်းချက်တွေဂုံချက်တရေစတာတွေနဲ့ရင်းနှီးမြှုပ်နှံပြီးတော့ကျမနိုင်ငံကိုကျမအကောင်းဆုံးကိုစားပြုခဲ့တယ်နိုင်ငံအတွက်လည်းတမိုင်းသိရေးထိုးနိုင်ခဲ့တယ်ဒါပေမဲ့လပေါင်းများစွာကြာတဲ့အခါပေါ်တော့ Miss Green International အဖွဲ့အစည်းရဲ့ဂတိမတန်မှုတွေ ပြီးအကြက်ကင်တာတွေနဲ့ဒီအစိုက်အတောင်းနဲ့ဒီစိတ်မွန်းကြစရာပတ်ဝန်းကျင်မှာကျွန်မဘလုံးမဆက်လက်မနေနိုင်တော့ပါဘူးအာဒီဆုံးဖြတ်ချက်ကိုလွယ်လွယ်နဲ့ခြားခဲ့တာမဟုတ်ဘူးပေါ့နော်ဒီမကြခင်ရဲ့ပိုင်းအတွင်းမှာပဲကျွန်မရဲ့ဒီပင်ပန်းစိတ်ဆင်းရဲစရာဂျုံတွေးခဲ့ရတဲ့အကြောင်းအရာတွေကိုဒီဗီဒီယိုပြည့်စုံနဲ့ခြားပြပါမယ်အခုချိန်ထိကျွန်မကိုချစ်ပေးကြတဲ့အတွက်ကြောင့်အားလုံးကိုကျေးဇူးတင်ပါတယ်ဆိုပြီးတော့သူရေးထားဆိုတော့ဒါရန်ကိုဒီ Miss Grand International အတွက်တော်တော်လေးကိုမကောင်းတဲ့ image တစ်ခုဖြစ်သွားမယ်လို့ထင်ရတယ်ပေါ့နော်ဆိုတော့ပြည်သက်တွေကရောဘယ်လိုမြင်ကြလဲ